People's Free ရဲ့ညနေခင်းသတင်းစီစဉ်ပါ April 17ရက်နေ့မှာတင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကောင်စီရဲ့ထိုးစစ်မှာတရုတ် drone ပညာရှင်တွေကူညီနေကြောင်း KNU ပြောတဲ့သတင်း၊ကရန်အမျိုးသားနေပြုတ်လုတဲ့ရွာကိုစစ်ကောင်စီဘုံကျဲတဲ့ဖြစ်စဉ်၊ငလင်ကြီးကြောင်းစကိုင်းတောင်ရိုးကတန်ကာတီလာရှင်နယ်လူပုတ်ကို190တိတ်ဆုံးခဲ့တဲ့အခြေအနေ၊ပခုတ်ကူမြို့မှာကပါစာဆက်ယုံကဘုံမှုလိုက်ပါလာတဲ့ကအနိကပ်ပြစ်ခတ်တက်ခတ်ခံရတဲ့အကြောင်းဒီသတင်းတွေပြောပြသွားမှာပါ။ ကရင်မျိုးသားစီအယုံ KNU ဒဝဲခရိုင်တပ်မဟာလေးနေမြေမှာစစ်ကောင်စီရဲ့ထိုးစစ်ဆင်မှုတွေအတွင်တရုတ် drone ပညာရှင်တွေပါဝင်ကူညီနေတယ်လို့ KNU ဒဝဲခရိုင်အတွင်းရေးမှူးဘဒိုစောအင်နာကပြောပါတယ်။ဒီ April 9ရက်နေ့မှာတရုတ်လူမျိုးတွေပါဝင်တဲ့ drone ပညာရှင်၅ဦးအဲ့ဒီဒေသကိုရောက်လာပြီးစစ်ကောင်စီတပ်နဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ KNU တာဝန်ရှိသူကပြောတာပါ။စစ်ကောင်စီတပ်ဟာ KNU တပ်မဟာလေးတပ်ရင်း၁၁နေမြေမောတောင်ဒေသကို 2024ဒီဇင်ဘာကလေးကထိုးစစ်ဆင်နေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ကရင်အမျိုးသားလွမြောက်ရေးတပ်မတော် KNLA နဲ့တော်လှန်ရေးအင်အားစုတွေကခုခံတိုက်ခိုက်နေတာကြောင့်82မရဖြစ်နေတာလို့ဘဒိုစောအင်နာကပြောပါတယ်။အဲ့ဒီလို82လို့မရတဲ့အခြေအနေမှာပြီးခဲ့တဲ့ March လနဲ့အခု April လအတွင်းစစ်ကောင်စီက drone တော်တော်များများသုံးလာပြီးနေ့တိုင်းဒီပါ drone နဲ့ကင်းထောက်တာ လေရင်နဲ့ကင်းထောက်ဘုံကျဲတာတွေရှိတယ်လို့သူကဆက်ပြောပါတယ်။ဒါကြောင့်မြေပြင်သတင်းအရာ စစ်ကောင်စီလက်ရှိလှုပ်ဆောင်နေတဲ့စစ်ရေးပိုင်းထူးခြားမှုတွေရှိလာတယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းလက်ရှိချိန်ထိစစ်ကောင်စီတပ်ဟာမြေပြင်ကနေဆက်တိုးလို့မရသေးပဲ drone နဲ့လေယာဉ်ကိုပဲအားကိုးနေရကြောင်းဗဒိုစောအန်နာကရှင်းပြပါတယ်။ KNU တပ်မဟာလေးမှအာနာသိန်းစာက စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားမှုနှေးပါခဲ့ပေမဲ့ပြီးခဲ့တဲ့နှစ်ကစလို့စစ်ကောင်စီတပ်စခန်းတွေစစ်ကြောင်းတွေကိုတိုက်ခိုက်မှုပိုလှုပ်လာတာတွေ့ရပါတယ်။စစ်ကောင်စီဟာလက်ရှိမှာအစစ်မြင့် drone တွေကိုအရက်သားနေအိမ်တွေဖျက်ဆီးတိုက်ခိုက်ဖို့နဲ့ တော်လှန်ရေးတပ်တွေကိုတိုက်ခိုက်မှုမှာအသုံးပြုလာတာတွေ့ရပါတယ်ရှင်။တရံအမျိုးသားနေပြုလုပ်တဲ့ရှမ်းပြည်တောင်ပိုင်းဖဲခုံမြို့နယ်တိကျိတ်ကျေးရွာကိုစစ်ကောင်စီလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံသတင်းရှင်းမြစ်တွေပြောပါတယ်။ April 10ရက်မနေ့ကပြုလုပ်တဲ့25နှစ်မြောက်ကရံအမျိုးသားနေငွေရတုအထိမ့်မတ်ပွဲအပြီးညတကောင်ရဲ့အချိန်မှာလေကြောင်းတိုက်ခိုက်ခံရတာလို့ဆိုပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့အသေးပြောက်မရှိပေမဲ့နေအိမ်တလုံးပြက်စီးပြီးဒဏ်ရာရသူ2ဦးထဲမှာတဦးကပြင်းထန်ကြောင်း ဖေကုံမြို့နယ်ဒေသခံတဦးကပြောပါရယ်ပြီးတော့ဒီလောက်ရက်ကစီကားတိုက်မြိုက်စွာကျင်းပနိုင်ခဲ့တဲ့25နှစ်မြောက်ကယန်းအမျိုးသားနေ့ကိုစစ်ကောင်စီကဖျက်ဆီးဖို့ကြိုးပမ်းတာဖြစ်ပြီးကယန်းအမျိုးသားစီးလုံးညီညွတ်မှုအပေါ်ကြောက်ရွံ့နေတာလို့လဲဒေသခံကမှတ်ချက်ပြုပါရယ်အခုလိုတိကျိတ်ကျေးရွာကိုစစ်ကောင်စီကပေါင်200ဘုံကျဲတိုက်ခိုက်တဲ့အပေါ်ရှုံချကြောင်းကယန်းပြည်သက်ပါတီဗဟုကော်မတီကလည်းဒီနေ့ထုတ်ပြန်ပါရယ်ဒါအပြင်ကယန်းပြည်သက်ပါတီက စစ်ကောင်စီဟာတနိုင်ငံလုံးအတိုင်းအတာနဲ့အပြစ်ခတ်ရက်စဲထားမယ်ဆိုတဲ့ကြေညာချက်ကိုသူတို့ကိုယ်တိုင်ချိုးဖောက်ခဲ့တာဖြစ်လို့ပြင်းထန်စွာရှုံချကြောင်းအသိပေးထားပါရရှင်။သကိုင်းငလင်ကြီးကြောင့်သကိုင်းတောင်ရိုးကကြောင်းတိုက်တွေမှာသတင်းသုံးနေထိုင်ကြတဲ့တန်ကသီလာရှင်တဲ့လူပုတ်ကိုစုစုပေါင်း180တိတ်ဆုံးခဲ့ရတယ်လို့စရင်ပြုစုတဲ့တန်ကတော့တချို့ထုတ်ပြန်ပါတယ်။သကိုင်းတောင်ရိုးကတန်ကသီလာရှင်ကြောင်းတိုက်စုစုပေါင်း58ခုမှာငလင်ပေးတင်ခဲ့ပြီးတိတ်ဆုံးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့အသိပေးပါတယ်။ ငလင်ကြောင့်ထိခိုက်သိမ်းဆုံးသူတွေထဲမှာတော့ရွှေဟင်းသာတိုက်တဲ့ကရဟန်းတစ်ပါးတာမဏေ၅ပါးအမျိုးသား၃ဦးနဲ့အမျိုးသမီး၉ဦးစုစုပေါင်း၁၈ဦးနဲ့အများဆုံးဖြစ်ပါတယ်။စရင်ချုပ်အရရဟန်း25ပါးတာမဏေ29ပါးတိလရှင် အပါ90အမျိုးသား21ဦးနဲ့အမျိုးသမီး55ဦးသိမ်းဆုံးခဲ့ကြောင်းဖော်ပြပါရယ်။သကိုင်းမြို့မှာမတ်လ28ရက်နေ့ကအင်အားပြင်းကလေးကြောင့်သိမ်းဆုံးသူတထောင်ထက်မနည်းရှိကြောင်းဒေသရင်းသတင်းရင်းမြစ်တွေကပြောပါရယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ April 6ရက်အထိကောက်ယူထားတဲ့စာရင်းအရစကိုင်းမြို့နယ်မှာငလင်းကြောက်တည်ဆုံးသူ693ဦးရှိကြောင်းဖော်ပြထားပါတယ်ရှင်။မကွေးတိုင်းပခုတ်ကူမြို့မှာအမှတ်24ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစာ24ကဘုံမူတော်စင်ဦးကိုအနီးကပ်ပစ်ခတ်တိုက်ခတ်ရမှာတည်ဆုံးသွားတယ်လို့ Earthquake People's Defense Force ကဒီနေ့ April 17ရက်မှာထုတ်ပြန်ပါတယ်။မနေ့ညပိုင်း9နာရီလောက်ကပခုတ်ကူမြို့စက်မှုဇုံရထားဘူတာနဲ့ အင်ဖြူတော် KTV နားမှာကပ္ပစာ24ကဘုံမူတော်စင်ဦးကိုအနီးကပ်ပြစ်ခတ်ခဲ့တာလို့ဆိုပါတယ်။ဘုံမူတော်စင်ဦးကနေရာမတွင်တည်ဆုံးပြီးသူနဲ့အတူကားပေါ်ပါလာတဲ့အင်ဖြူတော် KTV ပိုင်ရှင်ကိုမြင့်ဦးဆိုသူလည်းတည်ဆုံးခဲ့ပါတယ်။ကားတစ်စီးလည်းတင်းစီရရှိခဲ့ကြောင်း Earthquake People's Defense Force ကအသိပေးပါတယ်။စစ်ကောင်စီရဲ့ဝါဒဖြန့် Telegram Channel တွေမှာလည်းပခုတ်ကိုကောက်ကွင်းကပြန်လာချိန်ဘုံမူတော်စင်ဦးနဲ့အပေါင်းပါတအူတည်ဆုံးကြောင်းဖော်ပြထားပါတယ်။ ပြည်သူတွေအနေနဲ့စစ်ရေးအရှိန်မြင့်လာတာကြောင့်စစ်ကောင်စီတပ်စခန်းစစ်ကောင်စီတပ်သားတွေနဲ့ခက်ဝဲဝဲသွာလာနေထိုင်ကြဖို့ Artque People's Defense Force ကမြစ်တာရခိုင်ထားပါရရှင်။ People's Free ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါရရှင်။ April 17ရက်နေ့မှာတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းဖြစ်ရပ်တွေကတော့ မြန်မာကိုရွှေငွေ1ဘီလီယံဖို့အကူအညီတွေပေးအပ်မယ်လို့တရုတ်ကြေညာတဲ့သတင်းယူကရိန်းအတွက်ဗြိတိန်ဟာပေါင်သန်း450ထပ်မံပံ့ပိုးသွားမယ်အကြောင်းမြောက်ကိုရီးယားနဲ့နယ်စပ်ကတောမီကိုနှိမ့်သက်ဖို့တောင်ကိုရီးယားကရဟတ်ရင်တွေဆေလွတ်တဲ့ဖြစ်စဉ်ဒီသတင်းတွေပြောပြသွားမှာပါငလင်ဘေးသင့်မြန်မာနိုင်ငံအတွက်ရွှေငွေ1ဘီလီယံဖို့လူသားချင်းစာနာမှုအကူအညီတွေပေးအပ်သွားမယ်လို့တရုတ်အစိုးရကြေညာခဲ့ပါတယ်ဒါဟာအမေရိကန်ဒေါ်လာ 138တန်းလောက်နဲ့ညီမျှတဲ့ပမာဏပါ။တရုတ်ဟာငလင်ကြီးအပီးမြန်မာနိုင်ငံစီကိုကယ်ဆယ်ရေးအဖွဲ့တွေအစိုးဆုံးပို့ဆောင်ခဲ့တဲ့နိုင်ငံလဲဖြစ်ပါရယ်။ငလင်လှုပ်ခတ်ပြီးနောက်တနေ့မှာပဲတရုတ်ဟာမြန်မာငလင်ဘေးအတွက်အရေးပေါ်အကူအညီတွေရွာတန်းတရာဖို့ထောက်ပံ့သွားမယ်လို့ကြေညာခဲ့ပါရယ်။နှစ်ပတ်လောက်ကြာမြင့်ပြီးတဲ့နောက်ဧပြီ10ရက်နေ့မှာတော့ရန်ကုန်မြို့အခြေစိုက်တရုတ်တန်ယုံကအရေးပေါ်ကယ်ဆယ်ရေးအကူအညီရွာတစ်ဘီလီယံ တနည်းအားဖြင့်ရွမ်းသန်းတထောင်ဖို့ထပ်မံဖြည့်တင်ပေးဖို့ဆုံးဖြတ်လိုက်ကြောင်းထုတ်ပြန်တာပါအဲ့ဒီရန်ပုံငွေကိုလောင်စာစီဆေးဝါးနဲ့ကာကွယ်ဈေးတွေဝယ်ယူရေးခွဲစိတ်ခန်းတွေနဲ့ပြင်ထောင်အိမ်တွေပြန်လည်တည်ဆောက်ရေးကျန်းမာရေးနဲ့ယောဂကာကွယ်ရေးဆိုင်ရာပညာရှင်တွေဆေးလွှတ်ရေးစတဲ့ရည်ရွယ်ချက်တွေအတွက်အသုံးပြုမယ်လို့ဆိုပါတယ်ပြီးတော့ငလင်တန်ခန်းစားရတဲ့ဒေသတွေကိုကွင်းစင်စစ်ဆေးဖို့အတွက်ဘေးအန္တရာယ်ဆိုင်ရာအကဲဖြတ်အဖွဲ့တွေဆေးလွှတ်မှာဖြစ်ကြောင်းပြန်လည်ထူထောင်ရေးနဲ့အနာဂတ်မှာအလားတူဘေးအန္တရာယ်တွေရှော့ချနိုင်မဲ့ အစီအမံလုပ်ငန်းစဉ်တွေရေးဆွဲရေးအတွက်လည်းကူညီပံ့ပိုးသွားမယ်လို့ဖော်ပြပါတယ်တရုတ်အစိုးရကငလင်ကြီးအပီမြန်မာနိုင်ငံကိုကယ်ဆယ်ရေးအဖွဲ့ပေါင်း30ကျော်အပြင်ကျန်းမာရေးဝန်ထမ်းတွေငလင်ပညာရှင်တွေယာယီစေးရုံဖွင့်လှစ်မဲ့ဝန်ထမ်းတွေကယ်ဆယ်ရေးခွေးတွေကိုပေးဖို့ကူညီခဲ့ပါတယ်တရုတ်ကြက်ချင်တွေအတင်းကလည်းမြန်မာနိုင်ငံရဲ့ငလင်ကယ်ဆယ်ရေးကန်တာတွေအတွက်ရွှမ်းတက်တသမ5တန်းငွေသားထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။တရုတ်ရဲ့ကွင်းစင်ကယ်ဆယ်ရေးအဖွဲ့တွေကတော့ ကယ်ဆယ်ရေးမစ်ရှင်တွေပြီးဆုံးလို့ဧပြီ9ရက်နေ့မှာပြန်လည်ထွက်ခွာသွားကြောင်းတန်ယုံကကြေညာပါတယ်တရုတ်ကယ်ဆယ်ရေးဝန်ထမ်းတွေဟာကိုဝန်ဆောင်တဦးအပါအဝင်ကိုဦးကိုအသက်ရှင်ရကယ်ထုတ်နိုင်ခဲ့ပြီးရုပ်အလောင်း59ခုကိုလည်းဖော်ထုတ်ရှာဖွေပေးနိုင်ခဲ့တယ်လို့တန်ယုံကကြေညာပါတယ်ရှင်ယူကရိန်းအတွက်စစ်ရေးအကူအညီစတာလင်ပေါင်းတန်း450ထပ်ပြီးပေးအပ်သွားမယ်လို့ဗြိတိန်အစိုးရကကြေညာပါတယ်။ဂျာမနီနဲ့အတူပူးပေါင်းပြီးဘယ်လ်ဂျီယမ်နိုင်ငံဘာရပ်ဆဲလ်မြို့တော်မှာ နိုင်ငံပေါင်း90လောက်ကိုအစီအဝေးခေါ်ယူဖို့စီစဉ်နေချိန်အတွင်းဗြိတိန်ကအခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဘာရပ်ဆောင်းမှကျင်းပမယ့်အစီအဝေးကနိုင်ငံဆောင်ရဲ့ကာကွယ်ရေးအရာရှိတွေဟာရုရှားသမ္မတပူတင်ရဲ့ယူကရိန်းကျူးကျော်စစ်ကိုရပ်ဆိုင်းသွားအောင်ဝိုင်းဝန်းဖိအားပေးစေဖို့ရည်ရွယ်ကြောင်းဗြိတိန်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။ရုရှားရဲ့ရန်လိုကျူးကျော်မှုကိုဟန့်တားဖို့အတွက်ဆိုရင်ယူကရိန်းရဲ့ကာကွယ်ရေးစွမ်းရည်ကိုမဖြစ်မနေဝိုင်းဝန်းဖြစ်တင်ပံ့ပိုးပေးကြရမယ်လို့သူကဆိုပါတယ်။ ဗြိတိန်အစိုးရကထပ်ပြီးပေးပို့မဲ့စတာလင်ပေါင်တန်း450တန်အထောက်ပံ့တွေမှာတော့ဒရုန်းတွေတင့်ကားဖြတ်မိုင်းတွေရှားထောင်ချီပအဝင်မှာဖြစ်တယ်လို့ထိခိုက်ထားတဲ့စစ်တုံးရှင်တွေကိုပါပြန်လည်ပြင်ဆင်ပေးမယ်လို့သိရပါတယ်။စတာလင်ပေါင်တန်း350လောက်ကိုဗြိတိန်အစိုးရကဓာတ်ရိုက်ထောက်ပံ့မှာဖြစ်ပြီးကျန်တဲ့ငွေကြေးကိုတော့ဗြိတိန်ကဦးစီးထူထောင်ထားတဲ့ယူကရိန်းထောက်ပံ့ရေးနိုင်ငံတကာရန်ပုံငွေတွေကနေထုတ်နှုတ်ပြီးနော်ဝေးကနေတဆင့်ပေးပို့သွားမှာပါ။ အမေရိကန်မှာထရမ့်သမ္မတဖြစ်လာတဲ့နောက်ယူကရိန်းအပေါ်စစ်ရေးအကူအညီပေးမှုတွေတိတိတတ်တာဖြတ်တောက်လျှော့ချလာတဲ့နောက်ဗြိတိန်နဲ့ဥရောပမဟာမိတ်တွေဟာအဲ့ဒီဟာကွက်ကိုဖြည့်တင်းနိုင်ဖို့ပူပြီးစူးစမ်းလာနေပါတယ်။ပြီးခဲ့တဲ့လကဗြိတိန်ဝန်ကြီးချုပ်ဟာယူကရိန်းအတွက်စတာလင်ပေါင်း1.6ဘီလီယံဖိုဒုံးကျည်တွေထောက်ပံ့သွားမယ့်ကိစ္စကြေညာခဲ့တယ်လို့စစ်ပွဲစတင်ချိန်မှာထိန်းချုပ်ထားတဲ့ရုရှားပိုင်ဆိုင်မှုတွေတဲကအတိုးငွေစတာလင်ပေါင်း နှစ်တသမာနှစ်ဘီလီယံကိုလည်းယူကရိန်းအတွက်ထုတ်ချီးသွားမယ်လို့ကတိပြုခဲ့ပါတယ်။ဗြိတိန်ဟာရုရှားယူကရိန်းစစ်ပွဲကာလတရှောင်မှာယူကရိန်းအတွက်အကူအညီစတာလင်ပေါင်း15ဘီလီယံလောက်အထိပံ့ပိုးပေးထားပြီးဖြစ်တယ်လို့သိရပါတယ်ရှင်။တောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံနယ်စပ်မှာလောင်ကျွမ်းနေတဲ့တောမီကိုနှိမ့်သက်ဖို့တောင်ကိုရီးယားကရဟတ်ရင်နှစ်စီးဆေးလွှတ်ထားကြောင်းသိရပါတယ်။စစ်မဲ့ဆုံး DMZ လို့သတ်မှတ်ထားတဲ့တောထူထပ်လာတဲ့ဒေသဟာ ကမ္ဘာပေါ်မှာအဆောင်အချက်အထူးထက်ဆုံးနေကြာဧရိယာတစ်ခုလည်းဖြစ်ပါတယ်။ပြီးတော့ DMZ တဝိုက်မှာလေရင်ပြန်တမ်းမှုတွေကလုံခြုံရေးရှုထောင့်အရစိုးရိမ်စရာတွေဖြစ်နိုင်လို့ရဟတ်ရင်တွေဆေးလွတ်ပြီးမင်းငိမ့်သက်မဲ့ကိစ္စကိုမြောက်ကိုရီးယားအစိုးရစီချိုအကြောင်းကြားခဲ့တယ်လို့တောင်ကိုရီးယားကပြောပါတယ်။ပြီးတော့ DMZ တဝိုက်မှာနေထိုင်တဲ့မြောက်ကိုရီးယားဒေသခံတွေကိုလည်းရဟတ်ရင်တွေကိုမြင်ရင်အထိတ်တလန့်မဖြစ်ဖို့အတန်းချဲ့ဆက်တွေနဲ့လှမ်းပြီးအသိပေးထားတယ်လို့တောင်ကိုရီးယားနေကြားဆောင်အရာရှိတွေကပြောပါတယ်။ DM ဆက်ရဲ့အရှိပိုင်းမှာလောင်နေတဲ့တော်မီတွေကဘလို့ပဲပုံအစပြုတ်ခဲ့တယ်လဲဆိုတာကိုမသိရသေးပါဘူး DM ဆက်မှာရဟတ်ရင်တွေနဲ့မင်းနှိမ့်သက်မဲ့အကြောင်းမြောက်ကိုရီးယားကိုကြိုအသိပေးထားပေမဲ့တစ်ဖက်ကသဘောထားကိုတိတိကျကျမသိရသေးတာကြောင့်တောင်ကိုရီးယားစစ်တပ်ကလည်းလိုအပ်တဲ့အသင့်အနေအထားပြင်ဆင်မှုတွေလုပ်ထားတယ်လို့ဆိုပါတယ်1950ကနေ1953ခုနှစ်ထိဖြစ်ပွားခဲ့တဲ့ကျွန်းဆွယ်စစ်ပွဲအပြီးတောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံဟာ250ကီလိုမီတာရှည်ပြီး 4ကီလိုမီတာကျဲတဲ့ DMZ ကိုနှစ်ဖက်ကြားဖြတ်တန်းသွားလာတာမျိုးမဟုတ်တဲ့နေကြားဖြစ်သတ်မှတ်ခဲ့ပါတယ်။လူသူအယောက်ပေါက်ရမ်းနေတဲ့အတွက်လဲ DMZ ဟာအာရှတိုက်တစ်ခုလုံးမှာတဘာဝတက်တော် area အထူးထက်ဆုံးနဲ့တာရင်တရိတ်ဆန်မျိုးစိတ်တွေအကျွဲဝဆုံးနေရာတစ်ခုဖြစ်ရှိနေပါတယ်ရှင်။ People Spring ရဲ့နိုင်ငံတကာသတင်းဖြစ်ရတချို့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။